မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဇွန်လ24ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်ထွက်ရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုရူမှာဖမ်းရရှိတဲ့ပွိုင်းရောင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်ထုထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေလျားရံနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြောင့်ခြင်းမိုးကြိုပြခြင်းလျက်စီလက်ချင်တဲ့မိုးတိကျွေခြင်းစားတဲ့မိုးလဝသားဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တရိပ်ပြူနိုင်မှရဲ့အကြံပြုရပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သင့်တက်မှာတိမ်နှုတ်ထနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအကောင်ရမှာအလွန်ကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ယူတဲ့တခြားနယ် ကန်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်များကြရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကုန်35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကန်ရံတစ်ချောင်းနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာဆက်တပေးမှာ73ပေကန်းရှိနိုင်ပါတယ်။နက်ဖြန်မွန်းတဲ့ချိန်ထိခမှန်းချက်များအနေနဲ့ကတော့စကန်နယ်ဒါကြီးအပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျင်းမကွေးတိုင်းဒေသကြီးမှာနေရာစစ်စစ်နေ ကချင်ပြည်နယ်စကန်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီး AR ဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြောင်းမုတ်တချုံရွာပင်ကချင်ပြည်နယ်စကန်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါ रे နေပြည်တော်နယ်ဤတဝိုင်းမနက်ဖြန်အတွက်မိုးလွယ်သားအခြေအနေခံမှန်းချက်မှာ နေရာွက်ကြောင်းမုတ်တချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုင်းနဲ့အနေဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်းမင်းပြန်အတွက်မိုးလဝတအခြေအနေခန့်မှန်းကြမှာမိုးတစ်ကြိမ်တစ်ကြိမ်တချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာလည်း32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုင်းနဲ့ နေ့စုံမှုချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ညတော်ဝိုင်းမင်းနှဖျံအတွက်မုန်းဝတ်သားချင်းနေခမန်းချမှာနေရာကွက်ကြောင်းမုတ်တချုံရှာပါမယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆယ်စီယံ69ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ29ဒီဂရီဆယ်စီယံ81ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်တွင်ခမန်းချက်များအနည်းငယ်ကတော့မုတ်တုံလေးအကောက်နေပါမယ်။ အထူးမိုးလေဝသတင်ဒီကနေ့မြန်မာစံတော်ချိန်စက်ခွန်30နာရီချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်းအကောင်ရမှာအာအလွန်ကောင်းနေခြင်းကြောင့်လကောင်းအရှိဘက်မှာရွေလျားလာတဲ့လေဝေလိုင်းမြရဲ့အရှင်ကြောင့်လကောင်းအနောက်ဘက်မှာရွေလျားလာတဲ့လေဝေလိုင်းမြရဲ့အရှင်ကြောင့်လကောင်းဒီကနေ့ညမှာ30ရက်6လ2025ရဲ့နေ့အတွင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကနရီဒါကြီးအောက်ပိုင်းနဲ့ကြရပြည်နယ်တို့မှာနေရာကျကျနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကနရီဒါကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စပ်မှာနေရာနှံပြောင်းမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်၍မိုးကြီးပါမယ်မြမကန်ရွံ့တဲ့ဆောင်နဲ့ကန်လွန်ပင်လေပင်တို့မှာ ရန်ဖန်ရခောင်းမိုးတက်လေးပင်များကြောက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေးပင်ကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိကုန်35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြေမောင်းမြမကန်ယူရင်တခြားနဲ့ကမ်းလွတ်ပင်လေးပင်တို့မှာဆက်တဲ့ပင်မှာ73ပေကန်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးတီးတန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်ရစီလက်ခြင်းမိုးတီးကျွေခြင်းလျှက်ရပြန်ရေးကြီးခြင်းနဲ့မြေပြိုခြင်း စားတဲ့သဘာဝဘီအန်နီယံများ ဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိကွန်မြူနတီဒေတာအနည်းမှာနေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်မြင်ငယ်ချောင်းငယ်များအနည်းမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်သန်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လူအပ်တီများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်ပါသည် ရေးကြီးချင်းသတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းတော်ချက်အရာချင်းတွင်မြေဟောင်းဟိုမလင်းမြို့မှာရှင်မြို့ရဲ့စိုးရင်ရမအောင်နှစ်ပေခွဲကမှရရှိနေပါတယ်အဆိုပါမြေဟောင်းနောက်နေ့ရက်အတွင်းရှင်မြို့ရဲ့စိုးရင်ရမတို့ရရှိနိုင်ပါတယ်ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းတော်ချက်အရာချင်းတွင်မြေဟောင်းဖောင်ပြင်းမြို့မှာရှင်မြို့ရဲ့စိုးရင်ရမအောင်သုံးပေခွဲကမှရရှိနေပါတယ်အဆိုပါမြေဟောင်းနောက်နေ့ရက်အတွင်း ရှင်မျိုးရဲ့စွန့်ရင်မတ်တို့ရရှိနိုင်ပါတယ်။သူဖြစ်ပါ၍ဟောမလင်းမျိုးနယ်နဲ့ဖောင်းပြင်းမျိုးနယ်များတွင်ရှိမြကန်အနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါယနေ့မြည်ရင်မြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ပါယံသတိပေးနှိုးဆော်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးဒီဝတ္တသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။